င်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးတုံးသက်ဖို့ရွေးထားတဲ့အကြောင်းအရာကတော့အင်္ဂလိပ်စာမှာလေခဏခဏတွေ့ရတယ်ပြီးတော့အတိတ်ပဲရောအတုံးမှာပါနည်းနည်းလေးရှုပ်သွားနိုင်တယ် moral verb လေးခုပေါ့ can must should net would ဟုတ်ကဲ့ဒီစကလုံးတွေရတိဆောက်ပုံတွေအတုံးပြုပုံတွေကိုအရင်အမြစ်တင်နဲ့ကြည့်ပြီးတော့လေတခြားခွဲချမ်းစိတ်ဖြာကြည့်ကြမယ်ဟုတ်ပါတယ်ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပါ the moral verb တွေကို ဘလို့ခြေနေမျိုးမှာဘလို့ပုံစံမျိုးနဲ့မှန်မှန်ကန်ကန်သုံးမလဲဆိုတာပို့ပြီးတော့ရှင်းသွားစေချင်တာပေါ့ဟုတ်ကဲ့အာစိတ်ဝင်စားစရာကောင်းတာတခုကကျမတို့လေ့လာတွေ့ရှိချက်အရာလေအင်္ဂလိပ်စာလေ့လာသူတွေအများဆုံးမှားရတဲ့အချက်ကဒီ moral fact နဲ့ပတ်သက်ပြီး active ပုံစံ passive ပုံစံကိုပဲချင်းမှာသုံးရမလဲဆိုတာမျိုးပေါ့ဟုတ်ကဲ့ဟုတ်တယ်အဲ့ဒါတော်တော်အရေးကြီးတဲ့ချက်ပဲဟုတ်ဒီနေ့အဲ့ဒါကိုအဓိကထားပြီးရှင်းသွားကြအောင်နော်ကောင်းပါပြီ moral verb တွေဆိုတာကလေ စကားပြောတဲ့အခါဖြစ်ဖြစ်စာရေးတဲ့အခါဖြစ်ဖြစ်အတိတ်ဘေကိုပိုတိကျစေတယ်။ဒါမှမဟုတ်ခံစားချက်အပြောင်းအလဲလေးတွေဖော်ပြပေးနိုင်တဲ့အရေးပါတဲ့စကားလုံးတွေပေါ့။ဟုတ်ကဲ့။ဥပမာစွမ်းရည်တို့လိုအချက်တို့အကြံတူချက် ဖြစ်နိုင်ခြင်းအဲ့လိုအတိပိကွဲပြားတာလေးလေးကိုသူတို့ကဖော်ပြပေးတာလေ။ Ừm ခုနပြောသွားတယ်လို့ပဲအဓိကတတိပိရမှာကတော့ဝါကြတကြောင်းရဲ့ subject ပေါ့ကတ္တာ။အဲ့ဒီကတ္တာကအဓိကလှုပ်ဆောင်သူလား active subject လား။ဒါမှမဟုတ်သူကလှုပ်ဆောင်တာကိုမပြဘူ အပြုခံရတဲ့အနေအထားလား passive subject လားအဲ့လာကိုအရင်ဆုံးခွဲသက်ဖို့လိုတယ်ခင်ဗျာဟုတ်ကဲ့အဲ့လာရေးကြည့်ဆုံးပါနော်ဟုတ်ပါပြီဒါကိုတိတိကျကျခွဲနိုင်ပြီဆိုရင်တော့မှန်ကန်တဲ့ပုံစံ active formula passive formula ရေးသုံးနိုင်မှာပေါ့စัจချက်ကလှုပ်ဆောင်သူဆို active သုံးမယ်စัจချက်ကအပြုခံရသူဆို passive သုံးမယ်ဒါပါပဲကောင်းပါပြီအဲ့ဒီ active နဲ့ passive ကွာခြားပုံကိုခေါင်းနဲ့ထည့်ထားပြီးတော့လေပထမဆုံး modal verb can နဲ့ဆက်လိုက်ကြရအောင် can ဆိုရင်များတော့အားဖြင့်တော့ လုံနိုင်စွမ်းကိုပဲပြင်းမြင်ကြတာများတယ်နော်။ဟုတ်ကဲ့။ဒါပေမဲ့သူ့မှာတခြားအတုံးတွေလည်းရှိသေးတယ်မို့လား။အရင်နှစ်မြင့်တေထဲမှာဘာတွေဖော်ပြထားလဲရှင်။မှန်ပါတယ်။ကန်ကအဓိကတော့စွမ်းရည် ability ကိုဖော်ပြတာအများဆုံးပေါ့နဲ့။ဒါမဲ့ဟိုတွေ queen view chat permission down တမျိုး။အင်း။ဖြစ်နိုင်ခြေ possibility ကိုပြောတာဒါမှမဟုတ် request ပေါ့တောင်းဆိုမှုလုပ်တာတွေမှာလည်းတုံးတာပဲ။သူ့ရဲ့အခြေခံတိဆောက်ပုံကတော့ active voice မှာဆိုရင် subject ရဲ့ can ရပြီးတော့ base verb ရအဲ့လိုလာတယ် base verb ဆိုတာက base verb ဆိုတာက verb ရအခြေခံမူရင်းပုံစံလေဥမာ play go eat လိုမျိုးသူနောက်မှာ s တို့ es တို့ ing တို့ဘာမှမလိုက်တဲ့ပုံစံပေါ့ဟောဟုတ်ကဲ့ရပြီအဲ့ဒါဆိုဥပမာလေးတွေနဲ့ကြည့်ရင်ပူရှင်းသွားမယ်ထင်နေရှင့် active နဲ့ passive ကွာချမ်းပုံကိုဥပမာနဲ့ရှင်းပြပေးပါဦး။ရပါတယ်။ active ပုံစံဥပမာကတော့လွယ်ပါတယ်။ My sister can play three musical instruments hatale. ပေါ့။ဒီဝါကြမှာကျွန်တော်အမကတူရီယာသုံးမျိုးတီးခတ်နိုင်တယ်ဆိုပြီးသူ့ရဲ့စွမ်းရည်ကိုပြတာ။အမကကိုယ်တိုင်တီးခတ်တာလေ။ဆိုတော့ active form သုံးထားတယ်။ဟုတ်ကဲ့။ passive ပုံစံကြတော့ subject plus can plus be plus v3 fituara. v3 ဆိုတာ so past participle ပေါ့။ verb ရတတိယပုံစံ played gone eaten လို့မျိုး။ဟုတ်ကဲ့ဟုတ်ကဲ့။ဥပမာ The direction signs can easily be found out all over the town. ဒီမှာဆိုလမ်းညွှန်ဆိုင်ဘုတ်တွေကိုမြို့အနှံ့မှာအလွယ်တကူရှာတွေ့နိုင်တယ်လို့ဆိုလိုတာ။ Ừm. ဆိုင်ဘုတ်တွေက shop fee တွေ့ရှိခြင်းကိုခံရတာပေါ့နော်။ဟုတ်တာပေါ့။သူတို့ဘာသာပေါ်လာတာမှမဟုတ်တာ။ရှာဖွေတွေ့ရှိခြင်းကိုခံရတာ။ဒါကြောင့် passive ပုံစံတုံးထားတာ။ Now passive ဥမာတစ်ခုက English can be learned easily with practice. Swingo. So အင်္ဂလိပ်စာကိုလေ့ကျင့်ရင်အလွယ်တကူသင်ယူနိုင်တယ်။အင်္ဂလိပ်စာကသင်ယူခြင်းခံရတာဟုတ်ပြီ။မှန်ပါတယ်။သူ့ဘာသာသင်ယူတာမဟုတ်ဘူးလေ။သင်ယူခြင်းခံရတာမို့ passive တုံးရတာ။အဲ့တော့အငင်းဝါကြ negative လုပ်ချင်ရင်ဒါမှမဟုတ်အမေးဝါကြ question လုပ်ချင်ရော can ro bro တုံးရမှာလေရှင်။လွယ်ပါတယ်။အငင်းအတွက်ကတော့ cannot ပေါ့။တစ်စက်တည်းရေးရတယ်နော်။ဒါမှမဟုတ်အတူကို count ဟုတ်ကဲ့ active ဥမာက I cannot understand this complex theory. ဒီရှုပ်ထွေးရဲ့ theory ကို ကျွန်တော်နားမလည်နိုင်ဘူး။ passive အငြင်းမှုမှာက a heavy box cannot be lifted by a single person. လေးရဲ့တိတ်တာကိုလူတယောက်ထဲနဲ့မမှန်နိုင်ဘူး။ဟုတ်ကဲ့။အမေဝါကြတော့ကြတော့ can go ဝါကြရဲ့အရှိဆုံးပို့လိုက်ရုံပဲ။ Oh. ဥပမာ can you come to my party tonight? ဒီညကျွန်တော်ပါတီကိုလာနိုင်မလား?ဒါကတောင်းဆိုမှုဒါမှမဟုတ်ဖွင့်နိုင်ခြင်းမေးတာ။ Can they finish the project on time? သူတို့ဒီ project ကို အချိန်မီပြီးနိုင်မှာမလားဒါကဖြစ်နိုင်ချေနောက်တစ်ခု Can I borrow your pen? ခမရဘောပင်ခဏငားလို့ရမလားဒါကတော့ခွင့်ပြုချက်တောင်းတာရင်ကျေးတဲ့တောင်းဆိုမှုတစ်ခုပေါ့လေရှင်းသွားပါပြီ Can ကတော့လုပ်နိုင်စွမ်းဖြစ်နိုင်ချေခွင့်ပြုချက်တည်းအတွက်သုံးမယ် Active လား Passive လားကတော့ Subject ကလုပ်သလားခံရသလားပေါ်မူတည်မယ် Okay ခံကလုံနိုင်တာဖြစ်နိုင်တာကိုပြောတာပေါ့နော်တကယ်လို့မူသစ်မနေလုံရမယ်ကိစ္စမျိုးဒါမှမဟုတ်လုံတဲ့လုံထိုက်တယ်ဆိုတဲ့ကိစ္စမျိုးကြတော့ရဘယ် motive ဘကိုတွားရမလဲဟုတ်ကဲ့အဲ့ဒါက must not should ပဲဖြစ်မယ်ထင်တယ်သူတို့တစ်ခုကဘယ်လိုကွာခြားလဲဘယ်အချိန်မှာဘယ်အကိုတုံးတယ်လဲရှင်အဲ့ဒါကောင်းတယ်မြေကုန်းပဲခင်ဗျာ must not should နှစ်ခုလုံးကလူအချက်တို့လုံတဲ့တာတို့ပြောပေမဲ့သူတို့ရဲ့အတိတ်ပဲအတိုင်းလာအပြင်းထန်မှုကတော်တော်ကွာတဲ့ဟုတ်ကဲ့ must ကိုယဉ်ကြည့်အောင် must ကပြင်းပြင်းထန်ထန်လိုအပ်မှု strong necessity ကိုဖော်ပြတယ်။ဒါမှမဟုတ်ကျူးကျောင်းစီလျော်တဲ့ခိုင်မာတဲ့ကောက်ချက်ချမှု logical conclusion ကိုပြောတဲ့အခါသုံးတာ။တစ်ခုခုမဖြစ်မနေလိုရမယ်။ဒါမှမဟုတ်တစ်ခုခုကဒီလိုပဲဖြစ်ရမယ်။အဲ့လိုပြောချင်တဲ့အခါသုံးတာပေါ့။ Mm. တော်တော်လေးတော့ပြင်းထန်တဲ့သဘောနော်။ဟုတ်ပါတယ်။ဒီစောက်ပုံကတော့ active မှာ subject plus must plus base verb ပါပဲ။ဥပမာ you must finish your homework before going out to play. အပြစ်မထွက်ခင်အင်းစာကိုမဖြစ်မနေအပြီးသက်ရမယ်ဒါကရှောင်းလွှဲလို့မရတဲ့လိုအပ်ချက်ဟုတ်ကဲ့နောက်ပမာ all passengers must show their passports at the counter ကိုဒီအလိုကောင်တာမှာသူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုပြကိုပြရမယ်ဒါလည်းမဖြစ်မနေလိုက်နိုင်ရမယ်စေကမ်းပေါ့အဲ့ဒါဆိုသူရဲ့ passive ပုံစံကတော့ရှင် passive ပုံစံက subject plus must plus be plus v3 ပါပဲဥပမာ All the question items must be kept confidentially before the actual examination occurs. တကယ်စာမေးပွဲမှာစာခင်မိကွန်အလုံးကိုလွယ်ပဲစွာထားရှိရမည်။မိခုနေကသူ့ဘာသာနေမှာမဟုတ်ဘူးလေ။ထားရှိခြင်းခံရမောင်။ဟုတ်ကဲ့။နောက်ဥပမာ The rules must be obeyed by everyone. စီမင်းတွေကိုလူတိုင်းလိုက်နာရမည်။စီမင်းတွေကလိုက်နာခြင်းခံရတာပေါ့။အင်း။အမြင့်ဝါကျ must not. အတိုးကောက် mustn't. ကတော့ damage prohibition ကိုပြတယ်။ တခုခုကိုလုံးဝမလို့ရဘူးလို့ဆိုလိုတာ။အော်တားမြစ်တာနော်။ဟုတ်ကဲ့ Active muscle you must not touch the museum exhibits ပြတ်တိုက်ကပြတ်တထားတဲ့ပစ္စည်းတွေကိုလုံးဝမထိရဘူး။ Passive အငြင်းဥပမာက the evidence must not be destroyed တတိခံအထောက်ထားတဲ့ကိုဖျက်ဆီးခြင်းမပြု။ဟုတ်ကဲ့အမီဝါကြကတော့ must ကိုရှေ့ထုမီးုံပဲ။ Must we leave immediately? ကျွန်တော်တို့ချက်ချင်းထွက်သွားရမှာလား။ ဆိုတော့ mask ကတော်တော်လေးပြင်းထန်တယ်အမိပေးဆိုလို့မဖြစ်မနေလို့ရမယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေတယ် shoot ကတော့ဘလို့꽈သွားလဲရှင်ဟုတ်ပါတယ် shoot က mask lock လုံးဝမပြင်းထန်ပါဘူးသူကအကြံပြုချက် recommendation advice ပေါ့တမမဟုတ်မျော်လင့်ချက် expectation သဘောမျိုးကိုစောင်းတယ်တခုခုကိုလောက်တာကကောင်းမယ်လောက်တင်တယ်လို့အကြံပြေးချင်တဲ့အခါတုံးတာများတယ်ခင်ဗျာအင်းပိုးပြီးနူးညံ့တဲ့သဘောပေါ့ဟုတ်တာပေါ့ active ပုံစံက subject plus should plus base verb ပါပဲဥပမာ we should call the restaurant to make a reservation for dinner tonight ဒီညညစာစားဖို့စားတော့ဆိုင်ကိုကြိုတင်မချဖို့ဖုန်းခေါ်ထားတင်တယ်ဒါအကြံပြုချက်မခေါ်လဲကိစ္စမရှိဘူးဒါမဲ့ခေါ်တာကပိုကောင်းမယ်ဆိုတဲ့သဘောလေးဟုတ်ကဲ့နောက်ဥပမာ you should see a doctor about that cough အဲ့ဒီချောင်းဆိုးတာနဲ့ပတ်သက်ပြီးဆရာဝန်နဲ့ပြတ်တင်တယ်ဒါကအကြံပြုတာ ဒါဆိုတုံငယ်ချင်းကိုပါတီလာဟုတ်ဖိတ်ရင်လေ you must come လို့တုံးလိုက်မိရဲ့နည်းနည်းအတင်းအကျပ်ဆန်သွားနိုင်တယ် you should come လို့ပြောတာကပိုနီနူညာနဲ့ဖိတ်ခေါ်မှုအကြံပြုမှုဖြစ်သွားမှာပေါ့နော်အတိအကျပဲခင်ဗျာအဲ့ဒါအယမ်းမှန်တယ်အချင်းင်းနဲ့လိုက်ဖက်တဲ့ပြင်းထန်မှုကိုရွေးသုံးတတ်ဖို့အရေးကြီးတယ်လीဟုတ်ကဲ့ should ရဲ့ passive ပုံစံကတော့ subject plus should plus be plus v3 ပါပဲဥပမာ mistakes should be corrected immediately အမားတွေကိုချက်ချင်းပြင်သင့်တယ်။음သူရဲ့အငင်း should not shouldn't ကတော့မလုပ်သင့်ဘူးလို့အကြံပြုတာ။ active အငင်းဥပမာ I shouldn't stay up too late tonight ဒီညကျွန်တော်အရန်နှောက်ကြတဲ့အချိန်မအိပ်ပဲမနေသင့်ဘူး။ဟုတ်ကဲ့ passive အငင်းဥပမာက customs beliefs and traditions should not be degraded inadvertently ဒလေထုံတန်းယုံကြည်မှုနဲ့အစဉ်အလာတွေကိုမတော်တဆ short short ပေးတာမျိုးမလုပ်သင့်ဘူး။မှန်ပါဗျာ။ အမေဝါချက်ကတော့ should ကို ရှစ်ထုတ်ပြီးအကြံဉာဏ်တောင်းတာမျိုးပေါ့ should i reveal the main secret of the plot twist ဇလန်အလေအပြောင်းရဲ့အဓိကလျို့ဟုတ်ချက်ကိုကျွန်တော်ဖော်ထုတ်သင့်သလားဟုတ်ပါပြီရှင် must နဲ့ should ရဲ့ကွာခြားချက်နဲ့အတုံးကိုရှင်းသွားပြီးအခုနောက်ဆုံးတစ်ခုဖြစ်တဲ့ word ကိုကြည့်ကြရအောင်ဒီတစ်ခုကတော်တော်လေးအတုံးများသလိုပဲနော်ဟုတ်ကဲ့စကူရင်ချင်းနေတဲ့ရင်ကျဲတောင်းဆိုမှုတွေပြီးတော့အတိတ်ကအနာဂတ်ကြုံပြောတာလီမှာတုံးနေလို့ဆိုထားတယ် ဒီအသုံးတွေကိုနည်းနည်းပိုရှင်းပြပေးနိုင်မလားရှင့်ဟုတ်ကဲ့ what ကတကယ်ပဲအသုံးဝင်ပြီးအတိုက်ပဲအမျိုးမျိုးတော့သုံးပါတယ်အဓိကသုံးသုံးမျိုးလောက်ကြည့်အောင် ပထမတစ်ခုကစိတ်ကူးရင်အခြေအနေတွေ hypothetical situations ပေါ့ဟုတ်ကဲ့တကယ်မဖြစ်နိုင်တဲ့ဒါမှမဟုတ်မဖြစ်သေးတဲ့အခြေအနေတွေကို စိတ်ကူးနဲ့ပြောတဲ့အခါသုံးတယ် active ပုံစံက subject plus would plus base verb ပါပဲဥပမာ if i won the lottery I would travel around the world. ဒီပေါက်ခေရင်ကဘာပက္ခီထော်မှာဒါစိတ်ကူးရင်ပြောတာဟုတ်ဒီမပေါက်သေးမှုပေါ့ဟုတ်တာပေါ့ပေါက်ချင်မောင်လေးပေါက်မှာနောက်ဥပမာ If I were you I would accept the offer ငါသမီးညမဆွင်အရိကလန်ချက်ကိုလက်ခံမှာဒါလည်းစိတ်ကူးရင်အချံပြေတာပဲလေကိုကသူ့ညမှာဖြစ်လို့မမရတာဟုတ်ကဲ့ဟုတ်ကဲ့ဒုတိယအတော့က အတိတ်ကနေအနာဂတ်ကိုယဉ်ညွန်းပြောဆိုတာ future in the past လို့ခေါ်တယ်။အင်း။စိတ်ဝင်စားစရာပဲ။တရားရောက်ကအတိတ်မှာ တခုခုလုပ်မယ်လို့ပြောခဲ့တာကိုပြန်ပြောပြတဲ့အခါမျိုးမှာသုံးပါတယ်။ဥပမာ John said he would bring some snacks to the party last night. John ga meninya ga party ko mong di yula khe me lo pyo khe de. John ga atait ma aei lo lo me lo pyo khe da ba. featuring the past ကစိတ်ဝင်စားဖို့ကောင်းတယ်ရှင်တတိယအတုံးကယဉ်ကျေးတဲ့တောင်းဆိုမှုဆိုတာလား can နဲ့တော့ဘယ်လိုကွာမလဲရှင်ဟုတ်ပါတယ်တတိယအတုံးကယဉ်ကျေးတော့တောင်းဆိုမှု polite request ပါ would ကိုတုံးပြီးတောင်းဆိုရင်လည်း can ကိုတုံးတာတဲ့ရေဘူးရအပြင်တော့ပိုပြီးယဉ်ကျေးတယ်လို့ယူဆကြတယ်อืมပိုပြီးအားနာတဲ့သဘောမျိုးပေါ့ဟုတ်တာပေါ့ဥပမာ would you mind closing the window it's a bit chilly in here ပြရင်ပေါက်ပေးပေးဖို့စိတ်နှောင်ရှက်ဖြစ်မလားခင်ဗျာဒီထဲမှာနည်းနည်းအေးနေလို့ပါဒါအရင်ရင်ကျရဲ့မေးခွန်းပဲဟုတ်ကဲ့ Can you close the window look မေးတာတဲ့ပိုပြီးအားနာတဲ့တကြီးနဲ့မေးတဲ့ပုံစံပေါ့နောက်ဥပမာ Would you help me move this table ဒီစာခွဲကိုရွှေ့ဖို့ကူညီပေးနိုင်မလားဒါလည်းရင်ကျတဲ့တောင်းဆိုမှုပါပဲအော်ဟုတ်ကဲ့ရှင်းတော့ပါပြီ Would you pass up ပုံစံနဲ့အငင်းပုံစံတွေကတော့ဘယ်လိုလားမလဲ Passive ပုံစံကတော့အတူတူပါပဲ Subject plus would plus be plus V3 ba. Ubama, a new plan would be implemented next month if approved. A DPU kyin atiko la me lama account athe foli me. Okay. Active anyinga would not wouldn't bo. Future in the past anyin ubama ga. My father said he wouldn't come to the meeting. Abiga a si hwe ko lama mho gere. Mm. Passive anyin ubama ga. The proposal wouldn't be rejected without a valid reason. ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲအဆုပြုချက်ကိုပယ်ချမှာမဟုတ်ပါဘူး။ကောင်းပါပြီရှင်။ motor verb လေးခုလုံးရဲ့အဓိကအတုံးတွေတိဆောက်ပုံတွေအထူးတိထင်အဲ့ဒီ active passive ကွာခြားပုံတွေကိုတော်တော်လေးခြုံငုံပြီးတုံပြီလို့ထင်ပါတယ်။ဒီနေ့ဆွေးနွေးမှုနဲ့အဓိကမှတ်ထားရမယ့်အချက်တွေအနှစ်ချုပ်အနည်းနဲ့ဘာတွေကိုထပ်ပြီးအလေးပေးပြောချင်သေးရဲ့ရှင်။ဒါတွေအားလုံးကဘာကိုဆိုလိုတာလဲဆိုတာကိုပြန်ကောက်ရရင်ပေါ့။ဟုတ်ကဲ့ပဋိကမထားမင်အချက်၃ချက်ကိုကေထပ်ပြီးအနှစ်ချုပ်ပြောပါစေ။ te model verb de le can must should would သူတို့ရဲ့ normal active voice ဝါကျတွေမှာဆိုရင်တော့ verb ရဲ့ base form မူရင်းပုံစံအဲ့ဒါကိုပဲအမြင်လိုက်ရပါမယ်အဲ့ဒီ verb မှာ s တို့ es တို့ ing တို့ ed တို့ဘာအဆက်မှထည့်တုံးလို့မရပါဘူးဥပမာ can play must finish should call would travel โอเคအဲ့ဒါအရေးကြီးတယ်နော်ဟုတ်ပါတယ် ဒုတိယအချက်က passive voice ပြောင်းသုံးခြင်းရနော် modal verb ရဲ့နောက်မှာ be ကို အရင်ခန့်ရမယ်ပြီးမှာ verb ရဲ့တတိယပုံစံ v3 past participle ကိုသုံးရပါမယ်ဥပမာ can be found must be kept should be corrected would be implemented ဟုတ်ကဲ့ b plus b3 မှန်ပါပဲပြီးတော့တတိယချက်ဒါကဒီနေ့အစမှပြောခဲ့သလိုပဲအရေးကြီးဆုံးနဲ့အများဆုံးမှတ်တတ်တဲ့အချက် ဝါကြရဲ့ subject ဟာကိုယ်တိုင်လောက်ဆောင်သူလားဒူဝါလားတောင်းမို့အဖြုခံရသူလား receiver of the action လားဆိုတော့သိချာတုံ့တက်ရမယ်ပြီးမှမှန်ကန်တဲ့ active တောင်းမို့ passive ပုံစံကိုရွေးချယ်သုံးစွဲပေါ်ပါပဲဒီအချက်ကိုသတိမထားမီရင်အဓိပ္ပာယ်လုံးဝလွယ်သွားနိုင်တယ်ခင်ဗျာဒီရှင်းလင်းချက်တွေတော်တော်လေးပြည့်စုံပြီးနားလည်လွယ်ပါတယ်ရှင် ဒီလိုစကလုံးတီးတီးလေးတွေကလေဝါချော့ချကူရဲ့အတိတ်ပင်နဲ့လေတန်ကိုဘလောက်တောင်ပြောင်းလဲစေနိုင်လဲဆိုတာ တကယ်စိတ်ဝင်စားစရာပဲနော်အပေးသွားတဲ့ဥပမာတွေကလည်းတကယ်ကိုလက်တွေ့မှာအသုံးဝင်မြဟာတွေချီးပဲအထူးသဖြင့်အဲ့ဒီ active passive ကိစ္စကတကယ်သတိထားရမယ့်အချက်ပဲဟုတ်ပါတယ်ဒီလိုကွဲပြားတဲ့အသုံးနှုန်းလေးတွေရဲ့အသေးစိတ် nuance ကိုနားလည်ပြီးတော့ကျွမ်းကျင်ပိုင်နိုင်စွာသုံးနိုင်ရင်လေကိုယ့်ရဲ့ဆက်သွယ်ပြောဆိုမှုမှာပိုပြီးရှင်းလင်းပြသစေတယ်ပိုပြီးလည်းထိရောက်စေတာပေါ့ဟုတ်ကဲ့ကိုယ်ဆိုလိုခြင်းနဲ့အဒီပေဒီအတိအကျကိုပိတ်နိုင်တာပေါ့လေ အဓိကတော့ဒီ motor verb တွေကိုလက်တွေ့မှာများများလေ့ကျင့်သုံးစွဲပေါ်ပါပဲ။စာဖတ်ရင်းပဲဖြစ်သေး၊ရုပ်ရှင်ကြည့်ရင်းပဲဖြစ်သေး၊သူတို့ကိုဘလိုနေရာတွေမှာဘလိုအတိပင်နဲ့သုံးထားလဲဆိုတာတတိထားကြည့်ရှုလေ့လာဖို့လိုတယ်ခင်ဗျာ။ဟုတ်ကဲ့။လေ့ကျင့်မှုကရေးကြီးဆုံးပေါ့။ဟုတ်ပါတယ်။ဒီမှာစိတ်ဝင်စားစရာကောင်းတာတော့ဘာသာစကားတစ်ခုရဲ့ဒီလိုအသေးစိတ်ကြတဲ့အပိုင်းတွေကိုနားလေလေလေကိုယ့်ရဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းကပိုပြီးအားကောင်းလာလေလေပါပဲ။အဲနောက်ဆုံးအနေနဲ့ နားထောင်သူတွေဆက်လက်စဉ်းစားဆင်ခြင်ဖို့အချက်တခုချင်းထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ဗမာဖိမလဲချင်း degrees of certainty တို့ politeness တို့ပေါ့အဲ့ဒါတွေကိုဘလို့ဖော်ပြနိုင်တည်တယ်လဲပြီးတော့သူတို့ကဒီနေ့ဆွေးနွေးခဲ့တဲ့ can ဒါမှမဟုတ် would နဲ့ဘလို့ကွဲပြားမှုအသေးစိတ်လေးတွေရှိနေမလဲဆိုတဲ့မေးခွန်းပါပဲခင်ဗျာအော်ဒါတော့ရှေ့ဆက်ပြီးကိုယ့်ဘာသာဆက်လဲလာဖို့အတွက်တကယ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုခြံထားခဲ့တာပဲเนาะဒီ Moreover လေးခုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှင်းလင်းပြသအောင် နားလည်လွယ်အောင်ဒီလိုစိတ်ဝင်စားဝယ်ဆွေးနွေးခွဲခြားဆေးဖြာပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ရပါတယ်ခင်ဗျာ။